1389ခုနှစ်မှာကြာသာပရိသတ်သမီးများအတွက်တနစ်စာအော်စတန်ဖြစ်ပါတယ်ခင်ဗျာအောင်389ခုနှစ်မှာကြာသာပရိသတ်သမီးများအတွက်တနစ်စာအော်စတန်ဖြစ်ပါတယ်ခင်ဗျာ1389ခုနှစ်အတွက် ကြားသာပရိသတ်မိများအတွက်ကိုရွှေညာမြေ channel မှာတစ်ဆင့်အေဒင်လက္ခဏာကံပြာပညာသူတွေဆရာကြီးဦးမြတ်ဆံမှဟောကြားပေးမှဖြစ်တဲ့အတွက်စောင့်ညောကြည့်ရှုဝေဖန်သုံးသပ်ကြပါဦးလို့ဆရာကြီးဦးမြတ်ဆံမှအေးလေးစားစားပန်ကြားအပ်ပါလိမ့်ခင်ဗျာ1389ခုနှစ်ခုနှစ်မှာတော့ကြာသာပရိသတ်မိများဟာအဓိပတိအိမ်မှာရက်တီတာဖြစ်တဲ့အတွက်အဓိပတိဆိုတာက မြင်မာတဲ့ကံတရားပါခင်ဗျနော်ထိတ်ဆုံးလက်ရောက်စီတတ်ပါတယ်အဓိပတိတဲ့မြင်တာတော့လည်းမရှိတော့ပါဘူးနော်ကြာတာပလေးဆိုတာကဂုရုတို့ခေါ်တဲ့ပညာချုပ်ဖြစ်ပါတယ်အဲ့တော့ပညာချုပ်ဖြစ်တာတာဖြစ်တဲ့အတွက်ဉာဏ်နဲ့ရှင်ရတဲ့လုပ်ငန်းတွေမှာအထူးတတိထားပါဘူးကြာတာပလေးဆိုတာကဉာဏ်ပညာနဲ့ပတ်သက်လာလို့ရှိလို့ရှိရင်အရန်တော်တဲ့ထက်တဲ့လူကြီးပါနော်အဲ့တော့ကြာတာပလေးဆိုတာဓာတ်သဘောအရာလဲညီအပြော့တဲ့ဖြစ်ပါတယ်ခင်ဗျနော်ညီအပြော့တဲ့ဖြစ်ပါတယ် ဘသူနဲ့ဖြစ်ဖြစ်အဆင်ပြေအောင်ပေါင်းတတ်တင်းတတ်တဲ့ကြာပါဘေးသားသမီးတွေပါခင်ဗျ။ဟုတ်ဒါပေမဲ့ဒီနေ့မှာတော့အဓိပတိမှာရောက်မှဖြစ်တဲ့အတွက်လုပ်ငန်းတွေအောင်မြင်တတ်ပါတယ်။ထင်ပေါ်ကျော်ကြားမှုတွေလည်းဖြစ်စေတတ်ပါတယ်။နာမည်ကုန်တဲ့ရင်လည်းကြီးစေတတ်ပါတယ်ခင်ဗျ။အောင်382ခုနှစ်ခုနှစ်ကောသာမှာတော့ကိုယ့်ရဲ့အမြင့်ကျိုးဖြစ်တဲ့ဗုဒ္ဓဘုရားမရဏအိမ်မှာကြာတာဖြစ်တဲ့အတွက်အမြင့်ကတော့သေးပါတယ်အကြောင်းမလို့အမြင့်သေးတာဖြစ်တဲ့အတွက်အတူလဲသတိထားရမယ်နှစ်ပါခင်ဗျာ ီနေ့မှာတော့ကြာတာပရိသတ်သမီးများဟာအဓိပတိအိမ်မှာရောက်တယ်ဆိုပြီးတော့ဘဝင်မာနာတွေထားလို့တော့မရပါဘူးခင်ဗျ။ဘာဖြစ်လဲဆိုတော့အမြင့်မှာရောက်ရင်အကြနာတတ်ပါတယ်ခင်ဗျ။ဟုတ်။အဲကြောင့်မလို့ဘဝင်မာနာထားပြီးတော့လုံးကျင်တာကြီးတစိုးတို့လုံးမယ်ဆိုရင်တော့အကြနာစီတတ်တဲ့နှစ်လို့လည်းခေါ်ပါတယ်ခင်ဗျ။အမြင့်ကလည်းတင်းရတာဖြစ်တဲ့အတွက်နောက်လိုက်ကောင်းတပည့်ကောင်းနေလေမရတတ်ပါဘူးခင်ဗျ။ကိုကတော့သူများအတွက်ကိုကြည်ရတာကိုကြတော့ပြန်မကြည့်ရဲ့ဆိုရဲ့ အဲ့ဒီလဲကြုံစီတတ်ပါတယ်ခင်ဗျเนาะအဲထုံနေတူသာပဲကြာသာပြည့်ရဲ့အညွန့်ကြိုဖြစ်တဲ့တောက်ကြရာသားအိမ်မှာပြည်တာဖြစ်တဲ့အတွက်အညွန့်တလူတူတဲဦးမယ်တဲ့เนาะကြာသာပြည့်သားတို့များ1389ခုနှစ်မှာတော့သုတ်သမ ्या အကျန်းစီအောင်မြင်မယ်အညွန့်နေတလူတူတက်မယ်ဟုတ်ကဲ့အတိထားမှာတော့1389ခုနှစ်မှာကြာသာပြည့်ရဲ့အတွင်းရန်ဂျိုးလို့ခေါ်တဲ့စနေဂျိုးထုံးနေပါတယ်ခင်ဗျဒါကြောင့်မလို့ဓမ္မဆိုတဲ့အတွင်းကို အတွင်းရန်ကြိုထုံးနေတာဖြစ်တဲ့အတွက်ရန်ဘက်တွေလည်းပေါ်စီတတ်ပါတယ်ခင်ဗျအတိုက်ကံတွေလည်းပေါ်စီတတ်ပါတယ်အနီးကရန်သူတွေလည်းအတိထားမယ်နှစ်ပါခင်ဗျနော်ဒါကြောင့်မလို့လုပ်ငန်းမှာတော့ခေမာဆိုတဲ့ဓာတ်ရန်ကနေလာဒီပုတ္တရိမှာဖြစ်တာဖြစ်တဲ့အတွက်ကိုယ်တိုက်ခိုက်မဲ့လူတွေဟလာအဲ့လုပ်ငန်းအပြိုင်ဆိုင်ဖြစ်မဲ့လူတွေအဲ့လိုလူတွေကအထုတတိထားမယ်နှစ်ပါခင်ဗျဒီနှစ်ကတော့နော်အကြောင်းမလို့1300 89ခုနှစ်မှာကြာတာပြေးတာသမီးများ အမြင့်ဟာကြိုက်အကြမနာစီဘူးအတွက်မုံလုံးရေပေါ်ဘုရားမှာလူတန်းချင်းတက်စိရေတက်ပဲချင်းရေလူချင်းများပြုလုပ်ပေးပါခင်ဗျာ1389ခုနှစ်ကောသာမှာတော့ကိုယ့်ရဲ့မိကျူကတိုက်ကျူမှာရောက်နေတာဖြစ်တဲ့အတွက်သူ့လည်းကိုမကဲနိုင်ကိုယ့်လည်းသူမကဲနိုင်ဆိုတဲ့နှစ်လေဖြစ်စီတတ်ပါလေခင်ဗျာနော်အကြမလို့အချို့ကြလို့ရှိလို့ရှိရင်လေကိုကတော့စေနာကောင်းကောင်းနဲ့လုပ်ပေးရတာကို့ဘော်ကြတော့ပြန်ကောင်းတဲ့အပေါင်းအသင်းမိတ်ဆွေကြီး နှဲစီတတ်ပါတယ်မိတ်ဆွေအတူတည်းနဲ့ပေါ်စီတတ်ပါတယ်ခင်ဗျာနော်အကြောင်းမလို့အထူးသတိထားရမယ်နှစ်လို့လည်းပြောလို့ရပါတယ်ခင်ဗျာကြာသာပြေးသားသမီးများဒီနှစ်ကတော့ကံကောင်းမဲ့နှစ်လို့လည်းပြောလို့ရတယ်လို့အညွန့်ကျူကလည်းရာသားရီမှာရှိတာဖြစ်တဲ့အတွက်အညွန့်တလူလည်းတက်ပါမယ်သို့ပါသောညာလဲနောက်ကျောင်းကိုပြန်ကြည့်အောက်ကိုပြန်ကြည့်အမြင့်ကျူတင်ရတာဖြစ်တဲ့အတွက်အမြင့်မရှိရင်အပင်ဆိုတာကြာရှည်မရှင်သန်တတ်ပါဘူးခင်ဗျအကြောင်းမလို့ကြာရှည်ရှင်သန်မှုအတွက် အကောင်းဆုံးဗုဒ္ဓရေရာလေးတွေလုပ်ပေးပါမိသားစုနဲ့ပတ်သက်တာတွေနွေးနွေးထိုးထိုးလေးတွေဆက်ဆံပေးပါမိသားစုနဲ့ပတ်သက်တာလေးတွေအထူးအလေးထားပြီးရောခရုစိုက်ပေးပါအိမ်နွေးရဲ့အပူတွေလည်းကြုံစီတတ်ပါတယ်ခင်ဗျအိမ်နွေးရဲ့အပူတော့ကလည်းကြုံစီတတ်ပါတယ်ရန်ကျူကထွန်းနေတာဖြစ်တဲ့အတွက်ကိုကဘာမှမလုပ်ရင်တော့ကို ရန်လုံချင်းနေခံရတတ်ပါတယ်ခင်ဗျဟုတ်ကဲ့1389ခုနှစ်ကောသာမှာတော့ ကြာတာပရိသတ်သမီးများဟာတော့လက်ကမောင်းခဲ့ရမယ်နှစ်လို့ပြောလို့ရပါမယ်လို့တတိမမူဘူးမမြင်ဆိုတဲ့ကဲ့သို့တတိမူမှသာလေမျိုးဝမြင်စေတတ်တဲ့ကံတရားဖြစ်တဲ့အတွက်အမြင့်ကသိနေတာဖြစ်တဲ့အတွက်အထုတတိထားမယ်နှစ်လို့လည်းပြောလို့ရပါတယ်ခင်ဗျာနော်အကြောင်မလို့မိတ်ဆွေအတုမိတ်ဆွေအယောင်နေနေလည်းတွေ့စီတတ်ပါတယ်အဲ့တော့ငွေချင်းတဲ့ပတ္တရာကြီးလည်းတတိထားပါခင်ဗျာနော်အဲ့တော့ငွေချင်းတဲ့ပတ္တရာကြီးအတွက်လည်းကိုယ် ချီးတာငါတာလေးအထူးသိကြပါတော့နော်1389ခုနှစ်မှာအမြစ်ကိုရေလောင်းပင်းစီကိုရွှေချအညို့ဖရလူဆိုတော့အကြားလေးနဲ့လဲဆွန်းတော့ကပ်ပေးပါခင်ဗျနော်အကြားလေးနဲ့လဲဆွန်းတော့ကပ်ပေးပါကျင့်နိုင်ရင်တော့တဲပုံစီတီလေးပါလူပေးပေါ့ဗျာဟုတ်ကဲ့1389ခုနှစ်နှစ်တစ်နှစ်စာလုံးအတွက်ကံကောင်းစီခြင်းနဲ့ဆိုရင်တော့တံမိုးတွေကားထားပရိသုံးမဲ့စိတ်ပြီးတော့လူရာစုတောင်းပါ ဟုတ်ကဲ့မိမိရဲ့ဘုံမိရဖြစ်တဲ့တင်းငွေတော့ရက်ကိုအသွာလာစင်ကြမှာခင်ဗျာနော်ကိုယ့်ရဲ့ယာဟုလို့ခေါ်တဲ့အာယုအာယုရက်ပါခင်ဗျာအာယုဆိုတာယာဟုရက်ကိုခေါ်ပါတယ်ခင်ဗျာရက်ကိုကြောင်းလဲလူပေးပါခင်ဗျာအဲ့တော့ဒီနှစ်တစ်နှစ်စာလုံးအတွက်ကံကောင်းမှုအတွက်ကံစာတာတွေတက်ဖို့အတွက်အထူးရည်ရာလေးတွေလုပ်ပေးပါခင်ဗျာဟုတ်ကဲ့ခဏရသားသမီးအားလုံးစိတ်ကြမ်းပါခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေကြောင်းရွှေကြမြေ channel မှာတစ်ဆင့် ဧဒင်လက္ခဏာကံပြပညာသူတည်သည်ဆရာကြီးဦးမြတ်ဆံမှစုမုံကောင်းတောင်းအပ်ပါရခင်ဗျာ